တာဝရင်နာနဲ့ပြည်ကနေအဲဆော်ပြရှင်ကိုရောတိုင်းလူပြည်ကိုဆန့်တက်လာတဲ့နေထူးနေမြကြီးတနေ့လူပြည်ကိုဆင်းဖို့အတွက်ရွှေဆောင်တန်းဝေဆောင်တန်းပရမယဆောင်တန်းတွေနဲ့နေတရားတွေခြံရံပြီးဆန့်တက်လာတဲ့အခိုက်မှာအများပြည်သူကစင်မင်းနန္ဒာတို့နဲ့ထွန်းညီပူဇော်ကြပြီးကြိုဆိုနေကြတဲ့လူသားအလုံးဖျားစုပန်းတဲ့နေ့တနေ့ရင်းကြလာပြီနေလို့ဆိုလိုက်တာနဲ့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးတာဝရင်တာနဲ့ပြည်မှာဝါရင်တုံးလာတရားဟောခဲ့ပြီး လူပြည်ကိုပြန်ကြွလာတဲ့နေရုံနေမြင့်ကြီးတနေ့ဆိုတာကိုတော့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေအကုန်လုံးသိကြမှထင်ပါတယ်။ဒီကနေ့မှာတော့တတိယကျော်လာပြည့်နေ့မိထမအခါတော်နေ့ရဲ့အကြောင်းကိုဘုဒ္ဓတရားပွဲစိတ်ဝင်စားဖို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့အောင်ကိုပါတနင်္ဂနွေလပိုင်းနေ့လို့ပြောလိုက်တာ ਨੇ ဘုရားဘာသာကိုတက်ဝင်ယုံကြည်ကြတဲ့မြန်မာလူမျိုးတို့အတွက်ထူးမြတ်တဲ့နေရုနေမြကြီးတနေ့ဆိုရင်လဲမမပါဘူးကဆုံလာပြီဘုရားနေ့ဝါဆိုလာပြီဓမ္မဆက်ကြခါတော့နေလို့လို့ပဲတနင်္ဂနွေလပိုင်းနေ့ရဆိုရင်လဲသင်္ကတနကူပြီကို ရသဗျာရှင်ကိုရိုမြကြီးတာဝန်တာနေပြည်ကနေဆန့်တက်လာတဲ့နေတဲ့ဖြစ်တာကြောင့်ထူးမြတ်တဲ့နေတဲ့ဖြစ်လဲအထူးအမှတ်ပြုကြပါတယ်ရသဗျာရှင်ကိုရိုမြကြီးလူပြည်ကိုဆန့်တက်လာတာကိုရည်ရွယ်ပြီးဘဝဝန်ကျိုးဆိုကြတဲ့အနေနဲ့စင်မင်းနန္ဒာရဲ့ထွင်ကြီးပူဆောင်ပြီးဖရာတော်ချောင်းတက်ပြုလုပ်ကြတဲ့နေတဲ့ဆိုရင်လည်းမမပါဘူးရသဗျာရှင်ဟာတာဝန်တာနေပြည်မှာသူ့ရဲ့မဲတော်ဖြစ်ခဲ့မှုတဲ့တန်တို့ဒီတာနှစ်သားကိုအကြောင်းပြုပြီး ကုတလဓမ္မာအကုတလဓမ္မာအပြာကရဓမ္မာအစရှိရဲ့အပိဓမ္မာခုနှစ်ချမ်းကိုဟောတော်မူပြီးတဲ့နောက်မှာဒရင်ကျော်လာပြီးနေမှာတာဝိန္ဒာနဲ့ပြည်မှာပဝါယနာပြုပြီးလူပြည်ကိုဆန်တတ်တော်မူတာကိုအကြောင်းပြုပြီးအဲ့ဒီနေ့ကိုအပိဓမ္မာနေ့ဆိုပြီးဓမ္မုတ်ခာအပိဓမ္မာပွဲကိုကျင်းပလာလေးရှိပါတယ်နောက်ထပ်တစ်ပတ်ဒရင်ကျော်လာပြီးနေ့ကိုဖျားစုပန်တဲ့နေ့လို့လဲခေါ်ဆိုကြပြန်ပါတယ်။ဘာကြောင့်ခုလိုခေါ်ဆိုရလဲဆိုရင်မြတ်စွာဘုရားရှင်ဟာတာဝိန္ဒာနဲ့ပြည်ကနေဆန်တတ်လာတဲ့အခါ မြတ်စွာဘုရားရှင်ကိုတော်တိုင်းဗရမယဆောင်တန်းကဆင်းလာခဲ့ပြီးလက်ရပဲရွှေဆောင်တန်းမှာတော့နောက်တရားတွေခြံရံလိုက်ပါလာခါလဝဲဘက်ငွေဆောင်တန်းမှာတော့ဗြဟ္မာမင်းတွေခြံရံပြီးလိုက်ပါလာခဲ့ပါတယ်အဲ့ဒီလိုဆင်းတက်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့တင့်တယ်ရဲ့အတရေတော်ကိုဖွင့်မြင်ကြတဲ့အခါမှာ36ယူဇနာအတွင်းမှာရှိကြတဲ့ပရိတ်တအားလုံးပင်ဘုရားစုကိုတောင်းကြပါတော့တယ်ဘုရားစုကိုမတောင်းတော့လို့ဆိုပြီးတရားလေးနေရာမရှိခဲ့ပါဘူးဒါကြောင့်ဒီရောက်တဲ့ကိုရည်ရွယ်ပြီး ဖះစုပန်နေတနေ့လိုလဲခေါ်တွင်ခဲ့ကြပါတယ်။မြတ်စွာဘုရားရှင်ရုပ်ပြည်ကိုဆင်းတတ်တော်ကိုဖူးမြော်ဖို့စောင့်နေကြတဲ့လူအပေါင်းတို့ကဘယ်ချိန်ဘယ်အခါမှာဆင်းမယ်ဆိုတော့ကိုမင်ကြဖို့ဝိုင်းဝန်းတောင်းပန်ကြတဲ့အတွက်ကြောင့်ရှင်မာမောကလန်ကဖះရှင်ကိုမင်ကြဖို့တောင်းဆိုခဲ့တဲ့အခါမှာဖះရှင်ကငါဖះကိုဖူးမြော်လို့သူတို့ကရွာဦးကျောင်းကိုဥပုတ်တယ်တို့တရားနာတော်တဲ့ကဲ့သို့လာခဲ့ကြရမယ်ဆိုပြီးမင်ကြခဲ့တာကိုရည်ရွယ်ပြီးအဲ့ဒီနေ့အဲ့ဒီရက်မှာဥပုတ်တဲ့ရင်တီလာဆောက်တည်ကြခြင်းလည်းဖြစ်ပါတယ် မြတ်စွာဘုရားရှင်ဟာလူပြည်ကိုမဆင်းပြီတာဝရိတာလက်ပြည်မှာရှေးဆုံမီးဆုံသကုတ်ပြားတွေပြတော်မူခဲ့ပါတယ်။မြတ်စွာဘုရားရဲ့တခိုးတော်အဖြစ်စัจ java လာတစ်ခုလုံးခင်းလင်းပြီဖြစ်သွားခဲ့ပါတယ်။ရှင်တော်ဘုရားရဲ့လောကဝိရဏတခိုးတော်အဖြစ်လူ내ပြည်မှာမေရာအလုံးတို့ဟာဆိုရင်တဦးကိုတဦးထင်ရှားစွာတွေ့မြင်ကြရပါတယ်။ရင်းကျလာပြည်နေရာဆိုရင်ဝါရင်တုံးလာရဲ့နောက်ဆုံးနေ့တစ်နေ့ဖြစ်တာကြောင့်တရင်တီလာဆောက်တည်တော်မူကြတဲ့ရဟန်းတန်ဃာတို့အထွတ် လွတ်လွတ်ကျွတ်ကျွတ်တော်လာတဲ့ရင်လုံးနိုင်တဲ့အခွင့်အရေးကိုရရှိကြပါတယ်ဒီကနေ့အထိဝါဆိုကြတဲ့တန်ဃာတော်များအားဆိုရင်လည်းအလွန်မြတ်တဲ့ကထိုင်အလိုကိုခံယူထိုက်တဲ့အခွင့်အရေးကိုရရှိကြပါတယ်လုံးဟီလူသားတို့ရဲ့ထုံးစံအရဆိုရင်လည်းအင်အားတောင်းချင်းပြုနိုင်တာကြောင့်အချို့အခြေတို့မှလွတ်ကျွတ်စေတဲ့နေ့တစ်နေ့ဆိုပြီးတော့လဲဆိုနိုင်ပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တရင်ကျွတ်လာပြီနေ့ဟာယဟန်တန်ဃာတွေဝါထားတဲ့နေ့ဘဝရဏပြုကြတဲ့နေ့မြတ်စွာဘုရားရှင်တာဝန်ရနယ်ပြည်မှာမိဂျမာတရားတော်ကို ဝေါ်ရင်တုံးလာဘက်လုံးဟောကြားတော်မူသည်မှာအောင်မြင်စွာပြီးဆုံးတဲ့နေ့အပိဓမ္မာခါတော်နေ့နတ်ပြမပေါင်းချံရန်ပြီးတာဝန်တော်နှစ်ပြည်ကနေသင်္ကတ်တနခုပြည်ကိုဆင့်တက်တော်မူတဲ့နေ့ဂျမားနဲ့လူသုံးပုံသူတို့လက်စွာဖျားရှင်ကိုအတူတဝကြည်ပြူကော်ရပူဇော်ကြတဲ့နေ့လောကဝိဝရဏတကောတော်ကြောင့်စัจ java လာတစ်ခုလုံးကိုတို့ရှုပေါင်းမြင်ကြရတဲ့နေ့စတဲ့ဂုံတူဝိတ္တအထူးထူးနဲ့ပြည့်စုံတဲ့နေထူးနေမြကြီးတနေ့လေးဖြစ်ပါတယ်ကျွန်တော်ရဲ့ဖွေထုတ်လေးမှာ တုံတွေအမောင်းရင်းမြတ်ပါခဲ့ရင်နားလည်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံချင်ပါတယ်။စောင့်ထီကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။